အလုံးမဲမင်္ဂလာပါကျမစောငိမ့်အေပါဒီဗီဒီယိုမှာက exam နဲ့ပတ်သက်ပြီးတော့မှ number formatting အကြောင်းကို ညဝေပေးချင်ပါတယ်အမြဲတမ်းလည်းနေတဲ့သူကသုံးနေရလို့ပါဒီအောင်ဆိုလို့ရှိရင်ကျွန်မဖူးပြထားတဲ့အဲဒီ format လေးကိုတစ်ချက်ကြည့်ပါအဲကျွန်တော်တို့ကဒီ value ပေါ့နော်ဆိုလို့ရှိရင်ဒီမှာတန်ဖိုးတွေကြည့်အောင်ဒါပုံမှန်ဆိုတေချာကြည့်လိုက်ရင်ဩဒါဒီ25သိန်းပါဒါတွေ30ပေါ့လို့လို့ကြည့်ရနေဒါလေးကိုကျွန်မက comma လေးတစ်ချက်ထည့်လိုက်အောင်မဲ့ thousand separator လေးပေါ့နော်ဆိုတော့ဒီနေရာမှာဒီလို hash line ကြီးကြီးပေါ့တယ်ဆိုရင်သူ့ရဲ့ column ကကျင်းနေလို့ပါနော်ဆိုတော့အဲ့လိုကျင်းနေဆိုရင်သူ့ရဲ့နှိုက်ပြန်လုပ်ပြမယ်ဒီ column နှစ်ခုကြားထဲမှာဒါဆိုရင်မှား ာမဟုတ်ဘူး colon ဖွက်ကကျင်းလို့ဆိုတော့ဒီလိုဖြစ်နေခဲ့တယ်ဆိုလို့ရှိရင်ဒီ colon နှစ် ခုချားထဲမှာ mouse ကိုထားပြီး double click နှိပ်လိုက်ရင်ဒါ auto ဖြစ်သွားမယ်ပေါ့နော်ဒါတမမလို့ခြင်းဘူးဆိုရင်ကျွန်မဒါတမကိုပြန်ပြီး decrease m sorry decrease show လိုက် okay ကြည့်ဆိုရင်ခုမှစမှာဆိုရင်ဒီမှာဆိုဒီမှာတော့က25သိန်းဒိန်း40 62သိန်း3000ဒီလိုမျိုးပေါ့နော်တန်ဖိုးတွေကော်မာလေးနဲ့ထည့်လိုက်ကပိုးဆင်းပြေးတယ်ဆိုတော့ကျမတို့ကအခုဘာ ဘာကိုမျှဝေပေးချင်တာလဲဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်25သိန်းဆိုအဲဒါဒီ2.5 million ရှိပါတယ်ဆိုမှဒီလိုမျိုး million format လေးကိုပြောင်းပြချင်တာသဘောပေါက်လားဒီလိုလေးပြချင်တာဖြစ်ပါတယ်အဲဆိုဒီလိုလေးပေါ်လာအဲဆိုကိုကအသေးစိတ်ပြောကြမှာဩဒါ2.5 million 4 million 6.2 million ပေါ့ဥမာအောက်ဆုံးဆိုရင်64သိန်း8263ချက်ပေါ့ဒါဆိုရင်အဲဆိုဒါ9.5 million အဲ့လိုမျိုးလေးဒီလို million နဲ့ပေါ်ချင်တယ်အဲအဲဆိုဒီလိုဟာလေးကိုဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတာကိုကျွန်မလက်တွေ့လို့ပြမယ် ဆိုရင်ခဏလေးသူ့ရဲ့ data အရင်ယူလိုက်ဦးမယ်နော်ဒါ control c control v ဒါရှင်းပါတယ်သူ့ရဲ့ data ကိုယူလိုက်ဒီ data အပေါ်ဆက်လက်မှတ်မယ်ဆက်လက်မှတ်ပြီးတော့မှ control နဲ့1နဲ့2ရင်လည်းရတယ် right click နှိပ်ပြီး format setting ကိုသွားရင်လည်းရတယ်အဓိကဘာလို့ချင်တာလဲဆိုရင် custom ဆိုတဲ့တဲကိုသွားမယ်ပေါ့နော် custom ဆိုတဲ့တဲမှာသွားပြီးရင်ဒီ type ဆိုတဲ့နေရာထဲမှာကိုလိုချင်တဲ့ format ကိုရိုက်ထည့်ရမှာဖြစ်တယ်ကိုကတကယ်လို့ရှေ့မှာဒေါ်လာလေးပေါ်ချင်တယ်ဆိုရင်ရှေ့မှာဒေါ်လာသင်္ကေတလေးထည့်လိုက်အဲကတ်နေတာကြီးမလိုချင်ဘူးဆိုလို့ရှိရင် spacebar ပုတ်ရှေ့မှာဒေါ်လာမထည့်ချင်မထည့်ရင်ရတယ်ကိုရဲ့စိတ်ဆန္ဒရှိတဲ့အတိုင်းပြောချင်တာကဒေါ်လာပေါ်ချင်ရင်ဒေါ်လာထည့်ကတ်နေတာမကြိုက်ဘူးဆိုရင် spacebar လေးပုတ်နောက်တစ်ချက် 0. 0အဲဒီနေရာမှာလဲကိန်းပြေပဲလိုချင်တယ်ဆိုတော့0ဖြစ်ပြီးတော့မှဒသမတစ်လုံးရချင်တာဖြစ်တဲ့အတွက်0.0အဲဒသမနှစ်လုံးရချင်0.00ပဲကိုညံရှိတယ်လို့သုံးပါပြီးရင်မီလီယံဆိုရင်တတိထားမှာကကော်မ2ချက်ပါ အဲဟုတ်ပြီနော်ကော်မာနှစ်ချက်နော်အန်တတီထားကော်မာနှစ်ချက်ပြီးရင်စပေးပါလေးပုတ်မယ်ပြီးရင်မီလီယံဆိုတဲ့အရာဒီစာသားဖြစ်တဲ့အတွက် double quote ထဲမှာထည့်မယ်မီလီယံလို့အရှိကောက်ပေါ်မယ်အပေါ်မှာလဲ sample မှာပေါ်လာတယ်တွေ့လား2.5 million ရှေ့မှာဒေါ်လာပါတယ်0.0လို့ပြောတဲ့အတွက်ဒါတက်မှာတက်နေရပဲယူပြီးတော့2.5 million ရပြီပြီးရင် okay မှာနှိပ်ရင်အဲဒီလိုဖြစ်သွားမယ် ရပြီเนาะ။ဒီဟာဆိုလို့ရှိရင်ကျမတို့ကဒီဟာကိုတသမနှလုံးယူခဲ့ယူခြင်းနဲ့ဆိုရင်ကိုဘယ်လိုလုပ်မလဲပေါ့ဟုတ်ပြီเนาะ။ဒီဟာဆိုလို့ရှိရင်နောက်တစ်ခုစံကြည့်ကြအောင်တသမအဲနှလုံးရချင်းနဲ့အဆိုရင်ဒီမှာကဒီကောင်ကိုဆက်လက်မှတ်လိုက်မယ် control နဲ့1နဲ့နှိပ်ရင်လည်းရပါတယ်ဆိုတော့ဟိုဒီမှာကအရှိဘက်ကတင်ကြတာဘာလို့ကျင်တာလဲ okay dollar လို့ကျင်တယ် အဲပြီးရင်အဲတဒမနှလုံးရကျင်နေဆိုရင်၃ညတဒမ၃ည၃ညလို့ရိုက်တလုံးမဲရရင်တလုံးအဲဒါပေမဲ့တေချာပေါက်ကတော့ကော်မာနှစ်ခုကုတ်ပေးရမယ်အဲ့ဒါဒီမီလီယံအာပြီးတဲ့အခါကျရင်မီလီယံအဟငါရှီကောင်ကြီးများတင်မှုအတူကောင်ရကျင်နေ okay ကိုပေါ်တင်နဲ့ m လို့ပဲရိုက်လိုက်အဲဒါဆိုလို့ရှိရင်ဒီမှာကကြတော့တော်နေရနဲ့မတူတာကဘာလဲဆိုရင်တဒမတိ၃ညတဒမ၃ည၃ညဆိုပြီးနှလုံးယူပေးတာတွေ့ရလိမ့်မယ်မီလီယံအရှီကောင်ကြီးမရကျင်မှု okay m အတူကောင်နဲ့ရေးလို့ရတယ်ဒါပေမဲ့ပေါ်တင်နဲ့စာသားတိ ဒါပဲကုတ်ထဲမှာထည့်ရပါတယ်ပြီးရင် okay မှာနှိပ်လိုက်ကြည့်ရဆိုရင်ဆိုဆိုဒါဆိုလို့ရှိရင်ရှေ့မှာဒေါ်လာလဲပါတယ်နက်စပေးပါလေးလဲချားနေတာတွေ့ရမယ်ဒါတမနှလုံးယူထားတာတွေ့ရမယ်နောက်မှာ m လို့ပဲရေးထားတာတွေ့ရပါမယ်ရပြီနော်စမ်းသပ်ကြည့်ပါ ဆိုရင်ကျွန်တော်တို့ကမီလီယံတော့ okay ပြီပေါ့နော်ဘီလီယံဆိုရင်တော့ဘယ်လိုလုပ်မလဲပေါ့ကြည့်ရဆိုလို့ရှိရင်ကျွန်မကအဲဒီမှာဒါ sample reserve အနေနဲ့2.5 billion ပေါ့နော်ဒါသတ္တမတစ်လုံးပဲယူထားတဲ့နောက်က billion ဖြစ်ချင်တယ်ဆိုလို့ရှိရင်ကျွန်မကဒီ sample data လေးကိုယူလိုက်ပါမယ်သူဒီအနည်းဆုံးခဏ၉လုံးအဲရှိမှဖြစ်မယ်ဆိုအဓိကကသတ္တမတစ်လုံးအဆိုရင်ကျွန်မဒီ data လေးကို copy ဒါ copy ကူးလိုက်ပြီပေါ့နော်ကြည့်ရဆိုလို့ရှိရင်ဒီ data ကိုကျွန်မတို့ billion လေးပေါ်ကြည့်အောင်သူ့ကို select မှတ်မယ် ဒီ control 1နှိပ်မယ်အဲအဓိကဒီ custom ဆိုတဲ့နေရာမှာသူ့ရဲ့မူလလက်ဟောင်းကိုဒီလိုဆက်လက်မှတ်လိုက်ပြီးရင်ဒေါ်လာပေါ်ချင်ရင်ဒေါ်လာထည့်မယ်အာ0.0ကတသမတစ်လုံးမရချင်ရင်0.0နှလုံးရချင်နှလုံးဒါအတူတူပဲဘီလီယံဆိုရင်တတိထားမှာကောမာ3ချက်အဲ့ဒါလေးတတိထားပါပြီးတော့ဘီလီယံလို့အရှိကောက်ပေါ်ခြင်းလည်းဘီလီယံလို့ရေးအရှိကောက်မပေါ်ခြင်းပဲဘီလို့ရေးခြင်းရင်လည်းရတဲ့ဆိုတော့အဓိကဒီနေရာမှာ ်ကောမာ3ဘီလီယံဆိုရင်ကောမာ3ချက် မီလီယံဆိုရင်ကောမှ2ချက်ပေါ့နော်အဲအဲ့ဒါလေးတတိထားဖို့လိုပါတယ်ကြည့်ရဆိုလို့ရှင်ဒီမှာတဒမတစ်လုံးပဲယူထားတယ်ကျွန်မဒီမှာဘီလီယံဆို B ဆိုပြီးဖော်ထားတာပေါ့နော်ကြည့်ရဆိုလို့ရှိရင်ဒီ format လေးတွေကဒါဆိုလို့ရှိရင်ဒီဟာကိုကျွန်မပြန်ပြီးအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်မီလီယံဆိုလို့ရှိရင်ဒီရှေ့ဘက်က3ညတဒမ3ညဆိုတာကတဒမတစ်လုံးကိုယူတာဖြစ်တယ်အဓိကကမီလီယံဆိုရင်ကောမှ2ချက်ပုတ်ပေးရတယ်အနောက်ကဒီ double quote ထဲမှာမီလီယံဆိုတာအရှိကောက်ပေါ်ချင်ရင်အရှိကောက် ိုပေါ်ခြင်းနဲ့စာသား M တလုံးပဲရေးခြင်းနဲ့ဆိုတလုံးပဲရပြီနော်ဒါဆိုလို့ရှိရင်ဒါမီလီယံဆိုရင်ဒီမှာတိရမှာကကောမာ2ချစ်အဲ့ဒီတတိထားဘီလီယံနာဖြစ်ခဲ့မယ်ဆိုရင်ကျမတို့ကကောမာ3ချစ်ပုတ်ပေးရမှာဖြစ်ပါတယ်နောက်ကစာသားကတော့ဘီလီယံရှေ့ကပေါ်ခြင်းလည်းရတယ်အတူကပေါ်ခြင်းလည်းရတယ်အဲဒေါ်လာကြာရှိရပေါ်ခြင်းလည်းဆိုရင်ဒေါ်လာထဲပါအဲနောက်တစ်ခုကဒေါ်လာနောက်ကမကတ်ချင်ဘူးဆိုရင်လည်းကိုကတော့ကိုသူရဲ့ဒီ format ပေါ့နော်အဲအဲ့ဒါကိုကျမတို့ဗာလဲဆိုလို့ရှိရင် number format လို့ခေါ်ပါတယ် number format ဒီကို လိုချင်တဲ့ပုံစံအတိုင်း constant ပုံဖော်လို့ရတယ်ရပြီနော်ပြန်ပြီးတော့မှလက်တွေ့စံသက်ကြီးပါလို့ပြောချင်ပါတယ်အကျိုးတဆုံးတရားရှိနိုင်မယ်လို့ကျွန်မက လုံးဝယုံကြည်ပါတယ်ဒီလိုမျိုးဗီဒီယိုလေးတွေကိုစစ်ပြီးလေ့လာကျင်နေဆိုလို့ရှိရင်ကျမရဲ့ channel လေးကို like and follow subscribe လုပ်ထားပေးဖို့အောင်ဆိုချင်ပါတယ် bye for now see you next video ပါ let's go to sun so and the fun thing Finding adventures, we are